ဟော်မုန်းဆိုတာကခန္ဓာကိုယ်ထဲမှာရှိတဲ့ဓာတုဆက်သွယ်ရေးပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။သက်ဆိုင်ရာဂလင်းတွေက ထုံးလုပ်လိုက်ပြီးတဲ့အချိန်မှာဟော်မုန်းတွေကသွေးအနေတစ်ဆင့်ကိုယ်ခန္ဓာတစ်လျှောက်လှည့်လည်သွားပြီးတော့ဘေးအင်္ဂါအစစ်အပိုင်းကဘာတွေဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုအချက်ပြပေးပါတယ်။ဒီနေ့မှာတော့ဟော်မုန်းမညီမျှခြင်းအကြောင်းကိုဝင်မြောက်ပြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဆုံးထိကြည့်ပေးကြပါဦးနော်။ဟော်မုန်းတစ်မျိုးမျိုးကလိုအပ်တာထက်ညှို့နေနေရင်ဒါမှမဟုတ် ညာလုံးနေတဲ့အခါမှာကိုခန္ဓာအတွက်စိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။အဲ့ဒီအခြေအနေကိုဟော်မုန်းမညီမျှခြင်းလို့ခေါ်ပါတယ်။ဟော်မုန်းတွေဟာခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်ပေါင်းစုံမှာပါဝင်ပါတယ်။ဒါကြောင့်မို့လို့ဟော်မုန်းတမျိုးမျိုးချို့ယွင်ချက်ရှိလို့ရှိရင်လက္ခဏာမျိုးစုံပြနိုင်ပါရဲ့နော်။ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ဗက်စနစ်အပေါ်တက်ရောက်လဲဆိုတာပေါ်လဲမူတည်ပါတယ်။ဟော်မုန်းမညီမျှခြင်းရဲ့လက္ခဏာတွေကတော့ကိုယ်လေးချင်တက်တာ၊ကိုယ်လေးချင်ကြတာ၊ပင်ပန်းနှွှဲနေတာ၊အပူအေးမခံနိုင်တော့တာ ဝမ်းချုပ်တာဝမ်းပြွက်လွယ်တာအသားရေချောက်တာညနာအန်းတာနှလုံးခုန်လုံးမြန်တာနှလုံးခုန်လုံးနေတာကြွက်သားတွေအားနေလာတာစီးမကြခဏသွာလာတာရင်ငက်တာကြွက်သားတွေနာကျင်ကြိုက်ခဲတောက်တင်တာအစင်းအမြင့်တွေနာကျင်ပြီးတော့တောက်တင်လာတာစပင်တွေကျဲလာပြီးတော့ကြွက်လာမယ်ဆာလောင်မှုတွေပိုဆိုးလာပါတယ်စိတ်တက်ကြတာလေစိတ်ဆန္ဒနေပါတာခဏမငြိမ်တာ စိတ်ပူပန်တာတိမခံနိုင်တာ အမြင်အာရုံဝင်သွားတာခြွေထက်တာမြုံနာနဲ့ခလေးမရတာတွေဖြစ်တတ်ပါတယ်အမျိုးသမီးတွေမှာဟော်မုန်းပြဿနာဖြစ်ရတာဟာဆိုရင်တောင်းအိမ်မှာအရေးတဲတဲ့ယောဂကြောင့်ဖြစ်တာများပါတယ်ပုံမှန်ဟော်မုန်းထွက်လွှတ်မှုဟာပြိုပေါ်ဝင်ခြင်းခလေးမိဖွားခြင်းမိခင်တို့တိုက်ခြင်းသွေးစောနေတဲ့အချိန်တွေမှာလည်းပြောင်းလဲတတ်ပါတယ်အမျိုးသမီးတွေမှာဟော်မုန်းမညီမျှလာတဲ့အခါမှာတော့တမတာများတာတမတာမမှန်တာထိန်တာနဲ့တမတာမလာတာမကြာခဏတမတာလာတာ မျက်နှာမင်းစင်းတဲ့ခန္ဓာကိုယ်အနှဲ့ပြားမှာအမွှေးအညင်တွေပေါက်လာတာမျက်နှာရင်ပတ်နဲ့ကြောကုန်းတွေမှာဝက်ချန်တွေထွက်လာတာစပင်ပါလာစပင်ကျွတ်တာ ကိုယ်လင်းကျင်တိုးပြီးတော့အရေပြားတွေတွဲလာတာအရေပြားအပေါ်ပိုင်းနေပေါ့နော်အထူးသဖြင့်လေပင်ပောင်ချံရှင်သားရဲ့အောက်ခြေတွေမဲလာတာမိမကိုခြောက်တွေ့ပြီးတော့ကြုံလာတာအတူနေတဲ့အခါမှာနာကျင်တဲ့ဝေဒနာတွေကိုခံစားရနိုင်ပါတယ်အမျိုးသားတွေနေနဲ့တည်တံ့ကြုံနိုင်တာကတော့ testosterone hormone နဲ့ဆက်စပ်နေလို့ပဲဖြစ်ပါတယ် တက်စတိုစတီရုန်းဟော်မုန်းနည်းပါလို့ရှိရင်လက္ခဏာမျိုးစုံကိုတွေ့ရတတ်ပါတယ်။အထူးသဖြင့်ရင်သားတွေကြီးလာပြီးတော့နာကျင်လာမယ်၊ပန်းညိုမယ်၊ကျွတ်သားတွေတင်းငယ်လာမယ်၊လေဆက်ဆန္ဒနည်းပါလာတာ၊မုတ်စိတ်စပင်အပါဝင်အမွေးအမြင်တွေကျဲလာပြီးတော့အရိုးပွားရာဒါမျိုးတွေဖြစ်တတ်ပါတယ်။ဘာကြောင့်ဖြစ်တတ်လဲဆိုရင်တော့ဟော်မုန်းမညီမျှလာကိုဖြစ်စေတဲ့အကြောင်းရင်းတွေကတော့မျိုးစုံရှိပါတယ်။အဖြစ်များတာကတော့ဇီးကျူ၊တိုက်ရိုက်ကလင်းပုံမှန်အလုံးမလုံးတာ တားရရောင်လားဒီလိုမျိုးအကြောင်းရင်းနေကြပဲဖြစ်ပါတယ်။ခန္ဓာကိုယ်မှာဟော်မုန်းမညီမဲလက္ခဏာတွေများလာတဲ့အခါမှာဆရာဝန်နဲ့တိုင်မြင်ကုသတင်ပါတယ်။အထူးသဖြင့်ဟော်မုန်းဆိုင်ရာအထူးကုဆရာဝန်နေနဲ့ပြသတင်ပါတယ်။ဟော်မုန်းမျိုးစားပုံမူတည်ပြီးတော့ကုသပုံပြောင်းလဲနိုင်တဲ့အတကြောင့်မို့လို့နားလည်တချို့နဲ့သူတွေနဲ့ပြသပြီးယောဂကိုစစ်စစ်အတည်ပြုတာတွေပြုလုပ်တင်ပါရနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။